stock investing for beginners မတ်လတရနေ့နဲ့၁၈ရက်ကြာနေမှာ training days ၁၂ရက်ရှိတယ်เนาะအဲ၁၂ရက်အတွင်းမှာဆိုရင်ဘယ်လောက်ရဆိုရင်ဒေါ်လာ9900ဝန်းကျင်ရပါပါတယ်များတော့အပြင် stock ဈေးခွေရမတ်လစမ်းရနေပြီးတော့တပတ်နှစ်ပတ်အောင်ကြာနေတာကြာနေကိစ္စမရှိဘူးမြက်အောင်လို့ရတယ်ဒီနေ့တော့ stock ဈေးခွေထိုးတက်တယ် SME 5 1.08%တက်တယ် Nasdaq 1.41%တက်တယ် တောင်းကြုံ1%နီးပါးတက်တယ်ရာဆယ်1.57%တက်တယ်ဒါလုံးဝပြက်ပြက်တတဝယ်တဲ့လူကအနိုင်ရပါတာပါ SME 5လို့ကြည့်ရဆိုမနေ့ပိုင်းနဲ့တက်တယ်နည်းနည်းကြာကျင်ပြီးတော့ပြန်တက်တယ်နည်းနည်းပြန်ကြာကျင်ပြီးတော့ပိတ်ခံနေကြတော့ပြန်ပြီးတော့တက်သွားတယ်နော်အဲ့ရော stock ဈေးကွက်တက်ရတဲ့အကြောင်းရင်း၃ခုရှိရဲ့ပြီးတော့ပြန်ကြာနိုင်တဲ့အကြောင်းရင်း၃ခုရှိရဲ့ဒီဗီဒီယိုလေးအဆုံးထိကြည့်ပြီးပါရဲ့ဆိုတော့ တည်တည်ကြကြတည်သွားမှာဖြစ်ပါတယ်။ကဘာပတ်အမေရိကန်မီနနာစတော့ပညာရှင် channel ကျူစပါတယ်။ဘယ်နေရာကြည့်နေလဲခမအမရေးထားတာပါ။ SME file လို့ငိုကြရားကြည့်တယ်မဆို။အော် positive ဖြစ်နေတော့မမတည်ဘူးဆိုရင်ကြားတယ်ရောမထင်အောင်ဒီမှာကြားတယ်ပြီးပြန်တက်ပြန်တက်တာ။ Never miss them best trading days နော်။ Hmm တလားဆိုကြည့်တဲ့ sell was 60%အဲနည်းနည်းလေးလို့နေ။ဒီလောက်ရှိအခုက day day 2 day 3အဲ့လောက်ပဲရှိတယ်เนาะရရတူတူကြီးอ่ะရရတူတူကြီးရမဆိုရင်2.29%อ๋อမကြမီဒါအနီးရနေပြီးတော့အစိမ့်ဖြစ်တော့မှာเนาะအစိမ့်ဖြစ်တော့မှာမကြမီနားတော့မယ် Nasdaq ကြီး1.41%တက်တယ်เนาะ5 Nokia ဟာမှာ0.86%ပါဆက်တက်တယ်ဒီမှာလုံးခဲ့တဲ့လားဆိုရင်ဘယ်လောက်လဲ11.49%ဟွန်းကိစ္စမရှိရတူတဲ့0.97%ဒါနောက် 6ရက်9ရက်ဆိုရင်ဒါလုံးဝပျောက်ပြီးတော့เนาะ positive ဖြစ်သွားလိမ့်မယ်တက်တဲ့ day เนาะ never miss them best training days ပြီးတော့ down ကြုံကြည့်တာ0.92% 5 days 1.66%တလားဆိုရင်5.97အာ year to day ဘာမှတိတ်မထူးကြဘူး1.01%အဲမကြပြီးပျောက်တော့မှာဒါနောက်2ရက်3ရက်ဆိုရင် AC ပျောက်သွားတာ positive ဖြစ်သွားတယ် positive ဖြစ်သွားပြီ Russell ကြီးအဲ့လိုပဲငွေခိုင်းအာမတိမကြတဲ့အတိုင်းပဲเนาะ source ကြီးက ဒါတော့နည်းနည်းကျနေတယ်8.7 8%ဒါရည်ရတူတဲ့6.7%อืมနောက်6 6.9ရဲ့ဆိုရင်ပြီးပြီနော်အဲ့ဒါကြောင့်မှတ်ထား store ရှင်ရနဲ့ပတ်သက်ပြီးတော့ကဘာမှာအတော်ဆုံးအတက်ဆုံးအတိအဆုံးကဘာပတ် American Millionaire Stop ပင်ရရှင်ပြောခဲ့တယ်နော် Never miss the best trading days အဲ့ဆယ်ရက်တို့သွားနေเนาะနောက်ပိုင်းနားနေမှာ ရက်တွေမှာ investment လုပ်တာဘာမှမထူကြတော့เนาะ investment မလုပ်ရတဲ့အတူတူပဲဒါပေမဲ့ investment မလုပ်ရတဲ့ဆာရပို့ပြီးကောင်းနေတယ်เนาะအဲ့ဆယ်ရက်ညီမှဆိုရင်နောက်ပိုင်းဘာမှ investment မလုပ်အောင်မှပို့ပြီးတာနိုင်တယ်အဲအကြောင်း never miss the best trading day ဆိုပြောတာအဲ့လိုမျိုးရက်တွေမလုပ်စေချင်ဆိုရင်နီးနာတနီးနာမရှိเนาะကိုယ်ဝယ်ထားတဲ့ကောင်းတဲ့ company stock share ဆိုဘယ်တော့မှမရောင်းနဲ့ရောင်းနိုင်တာနဲ့ဘယ်လိုဖြစ်လဲဆိုတော့လူကအေး stock စီးကွက်ကြာလာပြီဆိုတော့ okay ကြာကြာလာပြီဆိုရင်ရောင်းကျင်တော့ရောင်းကျင်တဲ့အချိန်မှာ तू ကရောင်းတဲ့အခါမှာအောင်ဆုံးတော့ရောက်မယ်အောင်ဆုံးတော့ရောက်ပြီးပြန်တက်ပြန်တက်တော့အော်မိုဘိုင်းလေးမိုဘိုင်းလေးထက်ကြာကြာမှာဆိုမိုဘိုင်းမိုဘိုင်းနောက်ဆုံး तू ပြန်တဲ့ဝယ်အခါကျဘယ်လိုပြန်ဖြစ်သွားလဲဟုတ်ဒီအပေါ်ဆုံးပြန်ရောက်တော့မှ तू ပြန်ဝယ်ဖြစ်တော့တယ်နော်တခါကြာပြန်တော့မိုဘိုင်းဖြစ်တော့အဲ့ဒါကြောင့်ဒီလိုမျိုးအိုက်ဆေးရဲ့တို့တောင်းမယ်ဆိုရင် stock secret မှာ investment မလုပ်ရတယ်တူတူပဲဆိုတာပြောတာเนาะအရေးကြီးတယ်။ Okay အဲ့တော့ stock secret တက်ရအကြောင်းရင်းပါရှိတယ်။

labor market conditions are solid and inflation has moved closer to our 2% longer run goal. Aha. ကြာလား inflation က2%သူတို့ longer run ကိုနမ်မကြမီကတ်တော့မှပြောလိုက်။အာကတ်တော့ပြော။ကြာတဲ့ဈေးကွက်လေးရဲ့အကုန်လုံး labor market လည်းကောင်းတယ်နော်အလုပ်သမားလည်းခံစားရကောင်းတယ်။စီးပွားရေး economy ကကောင်းနေတယ်နော်တိတ်ပြီးမစိုးလို့ ူကပြောတာအဲ့လိုပြောတဲ့ကြောင့်ဒီ Jerome Powell ပြောတာအေးဒီနှစ်မှာတဲ့ interest rate cut လုပ်မှာနည်းနောက်ခါကတ်လုံးနေမယ်เนาะဘာမှမပြောင်းသူဆက်ပြီးတော့ကြည်နေတယ်ကြည်နေတော့အဲ့တော့ dovish ဖြစ်တဲ့အတန်ကြားတဲ့ကြောင့်အေးမစိုးဘူး2%မကြမရောက်ခံနေပြီဆိုတော့เนาะဒါအချိန်နေခောင်းလဲဆိုပြီးတော့လူတွေကအေးပျော်ပြီးတော့ stock စီကဝဲတာเนาะနောက်တစ် reason နံပါတ်2ကရှိပါ Nvidia Nvidia GTC conference เนาะမနေ့ကစတယ် မနေ့ကစရချင်မှလည်းနေ့ကကြာတယ်ကြာနေပြီးတော့အေးဒီနေ့ကြောင့်ပြန်ပြီးတော့တက်တယ်เนาะကြာတယ်အာသူက conference ပြီးတော့မှ analysis ရဲ့တခြားပြန်ကြည့်သူ Jason ကဘာပြောထားပြောထားပုံမူတည်ပြီးတော့ target တွေပါတချို့ analysis ကို target price target ပါပြင်ပြင်ပလိုက်เนาะဘာမှမပြောင်းရစီးပွားရဲ့ပူကောင်ကောင်းနေတဲ့ပူကောင် stock sequence ဆရာကြာတယ်အဲ့ဒါပါပဲ opportunity ကောင်เนาะစီးပွားရေးကဘာမှမပြောင်းမယ်နဲ့ stock share ဈေးကြာဆိုတာဒါ discount ပေးလို့ပဲเนาะ Black Friday Christmas sale New Year sale တဘောမျိုးပဲเนาะအဲအကြောင်းဒီ store share အခုပြန်ပြီးတော့တက်လာဒီနေ့အဲ့ဒါတက်တဲ့ကြောင်း store ဈေးကတစ်ခုလုံးတက်လာရပါပါတယ်နောက်ထပ် reason number 1ကတော့ Sia Rich ပြောခဲ့တယ်เนาะဒီ video မှာဒီနေ့ store ဘာကြောင့်တက်ဆက်တက်နိုင်အကြောင်း၃ခုအဲ့၃ခုထဲမှာပြောထားတဲ့အတိုင်းပဲဒီနေ့ store ဈေးကတက်လာ ဖြစ်ပါတယ်မကြည့်ရသေးဘူးဆိုရင်ဒီဗီဒီယိုပြီးသွားဆိုရင်အဲ့ဒီဗီဒီယိုတွားပြီးကြည့်လို့ရတယ်เนาะဆရာ channel ရှာတယ် reset reset insert မြန်မာ stock option ဆရာ reset ရှာရှာပြီးတော့အဲ့ဒီဗီဒီယိုလေးတွားကြည့်ရင် longer တည့်ရနေရမှာရှိတယ်ဒါပေမဲ့စိုးရင်ရအချက်၃ချက်ရှိအားပါတယ်နံပါတ်၃ရော tariff ပါ April 2ရက်နေ့ကျ tariff လာမယ်เนาะ no ဟာကျင်းတယ်လာမယ်တော့မှာရှိတယ်။သူ negotiate လုပ်မရအောင်ဆိုရင်ကျင်းနေတာမှတော့မှာရှိ။အဲ့ဒီအချိန်ကျရင်ဟာ ဲ derivative သူကိုကလည်းအမေရိကနေစပြီး tariff လို့မဆိုရင်ကျန်းနိုင်ငံ tariff ပြန်လို့အဲ့ရောက်သူတပြန်ကိုတပြန်လို့မဆိုရင်တော့စီးပွားရေးထိခိုက်နိုင်တယ်ပြီးတော့စီးပွားရေးတမိုင်းတွေစီးပွားရေးလို့အဆင်မပြေဘာလို့မှမသိဘူးဟုတ်လား policy ကခဏပြောင်းနေဆိုရင်ဘာမှစီးပွားရေးလို့မရเนาะအဲ့ရောက်ဘာလို့မှမသိအဲ့ရောက် stock စီးပွားရေးကျနေတယ်ဒါ reason number 3နောက်ထပ် general power ပြောတယ် အဲ tariff ရဲ့ကြောင့် inflation လုံးဝလုံးဝပိုဆိုးလာမယ်တော့ပိုဆိုးမှုကလည်းပိုများဒါပေမဲ့ तू तू ကြည့်နေတော့စောင့်ကြည့်နေပိုဆိုးလာမှုကလည်းပိုများတယ်ဘယ်တော့ကြာမှန်းမသိဘူးနော်အာ Trump's policy ရတဲ့စီးပွားရေးလုံးဝလုံးဝဒီပိုပြီးဆိုးစေပါတယ် तू ပြောနော်ဟာအာရောအာ tariff လုံးဝကြောင့်တွင်းကုန်တွေကိုအခွန်ကောက်တဲ့ကြောင့်စားသုံးသူတွေကပိုပြီးပေးရဆိုရင်မဖြစ်တယ် inflation ကုန်စည်လုံးတက်တယ်တက်ရင် ဘာဖြစ်မလဲစီစီးပွားပုံစံတာပေါ့လူတွေမဝယ်တော့ဘူးလို့လုပ်မယ်။အဲ့တော့လူမဝယ်တော့ပတ်စံမရပတ်စံမရဆိုစီးပွားကြီးကြမှာပေါ့။စီးပွားစီးပွားကြီးကြဆိုရင်လူတွေအလိုဖြုတ်ပြမှာပေါ့။ကုမ္ပဏီပတ်စံမရဆိုရင်လူတွေဒီတိုင်းမထားဘူးလေအလိုဖြုတ်ပြမှာလေဟုတ်တယ်မလား။ပြီးတော့စိုးရိမ်စရာပါရှိရဲ့အဲ့တော့အလိုဖြုတ်ပြဆိုစီးပွားကြီးကြဆို GDP ပဲကြမှာလေ။ဟုတ်တယ်မလား။ GDP ကြရဆိုရင်မွန်း stock စီးပွားပြန်ကြနိုင်အောင်ပေါ့။ဟုတ်တယ်မလား။အဲ့တော့ GDP Federal Reserve ရတဲ့ဒီနှစ် USA စီးပွားရေးအခြေအနေကို short ချလိုက်ပါလေ ပြောရမှာဆိုရင်ကြည်လိုက်မှာရှော့ချတယ်ထရမ်နဲ့တဲဗီတွေကြောင့်ရှော့ချတယ်ပါလေအဲ့တော့စိုးရင်အချက်ကနံပါတ်2က stagflation stagflation ဆိုပါစီးပွားရေးကျနေတယ်ပုံစံလုံးတန်နေတယ်အာစိုးစိုးအခြေအနေမျိုးနော်ဘာကြောင့်လဲစီးပွားရေးကျနေဆိုလူတွေအလုပ်ပြုံမယ်အလုပ်ပြုံမယ်ဆိုလူတွေမဝင်တာဘူးစီးရပတ်စံတွေဆုပြီးတော့တုံးရမှာနော်စားရမှာအိမ်လောက်ကပြရမှာဒါပေမဲ့ကုန်စည်လုံးတက်နေဆိုရင်တွားမိနေအလုပ်လည်းမရှိကုန်စည်လုံးတက်ပြီဆိုတော့ဒါအစိုးစိုးစီးပွားရေးအခြေအနေ เนาะ stagflation အရင်ကြောက်အဲ့လိုဖြစ်ပြီဆိုရင်နလန်ပြန်ထူနောက်တော့ခက်တယ်ဘာကြောက်လဲဆိုတော့ stagflation ရဲ့ဆိုရင်စီးပွားရေးပြန်ပြီးတော့နလန်ထူဖို့ဆိုတော့ဘာလုပ်ရမလဲအစိုးရကများများပတ်စံ spending တော့တော့ spending လူရဲ့အလုပ်ကိုပြန်အများကြီးခေါ်ခေါ်ဒါမှမဟုတ်အတိုးနှုတ် short လာအတိုးနှုတ် short ဆိုတာဖြစ်နေအဲ့နှစ်ခုကိုလုံးလာလုံးလာကကုန်စင်းတို့တက်စေတဲ့အဲ့တော့စီးပွားရေးကိုတိုးတက်လို့မဆိုရင်ကုန်စင်းတို့ကတက်ပြီးတော့ကုန်စင်းတော့ပိုဆိုးနေမယ်ကုန်စင်းကပိုဆိုးရဆိုရင် ဒီစီးပွားရမလိုက်နိုင်ဆိုရင်ခုံစင်းတော့ပူပူဆိုးပူပူဆိုးဆိုโอเคအဲဒီခုံစင်းတော့ဆိုးရတော့ကြောင့်အတူလို့ပြန်မြင့်ရတော့မြင့်ရပါဆိုရင်ဘာဖြစ်မလဲအာကုမ္ပဏီရဲ့အလုပ်လုပ်ရမလို့တော့ဟုတ်လားမအောင်ပတ်ဆက်ချီးရဆိုအတူလို့ပုံပြီးအများပေးရတယ်အတူလို့မြင့်ရဆိုရင် US ရဲ့အကျွေးတွေအများရှိအဲအကျွေးရအတူလို့အများပေးရပြီဒုက္ခရောက်ပြီဘလို့မလုံးမြောက်ဒီနှစ်ခုကအတူလို့မြင့်နိုင်တော့လေအဲ ကုန်စင်တို့ကြချင်အတူလုံးနှိမ့်နှင်းရတော့လေစီးပွားရေးထိခိုက်တယ်။ဟာအကျွေးပေးရအများကြီးအတူလုံးပေးရတယ်။တွားပြီးအာအရန်အချိန်နေဆိုတော့နော်အရန်အရန်အချိန်နေဆိုတော့အာနှုတ်မှုဆိုတာတော်တော်ခင်းရတယ်ပြန်ပြီးအဲ့ရတဲ့အဲ့တွင်းထဲကနူနဲ့ကြတော့တယ်။နူနဲ့ကလွတ်ကျင်လို့လှုပ်ပါလေလှုပ်နေလေနူနဲ့ကြလေဟုတ်လို့မှကြည့်ဘူးရမလား။အာအဲ့လိုမျိုးဟာမျိုးဆိုတော့ဒါ stagflation ပဲစီးပွားရေးနဲ့တူတူပဲနောက်ထပ်ဆိုးရအချက်ပါနံပါတ် recession စီးပွားကြ research ပဲ research ဖြစ်မှာဆိုရင် stocks ကပိုပြီးတော့ကျနေပါလေ။တော့ဒီအချက်၃ချက်က stocks ကပြန်ကျနေတဲ့အချက်တွေဖြစ်ပါတယ်။ပလိတ်တရာဘလို့ထင်ပါလဲ။ recession ဖြစ်နေမှာလေထင်ပါလား။ stagflation ဖြစ်နေမှာထင်ပါလား။ theme တော့ဘယ်အချိန်မှာပြီးသွားမယ်လို့ထင်ပါလဲ။ကိုမအောင်မှာရေးတာပါ။ဘာပဲပြပြဘာပဲဖြစ်ဖြစ်ကိုချမ်းသာလို့ရပညာရှိအဲ့ပညာပါတယ် stock investing call option put option advance option ဖြစ်ပါတယ်ဒီ၄ခုတက်ပြီးသွားရဆိုရင်အဲ stock secret တက်တက်ကြကြဆရာလက်တွေ့ပြတာเนาะဒီဟာဒီမှာ stock secret လာအစမှာကြာနေတယ်เนาะတက်လာမှာတရက်နှစ်ရက်မရှိသေးတယ်ဒါဒါပေမဲ့မြတ်တာပဲ9690ဒေါ်လာ50 cent เนาะအဲ့ဒါ advance option ပါတယ် stock investing stock investing ပါတယ်အဲ့ပညာရေးတော့ ပြီးတော့ call option 3ပြီးတော့ put option 3အာ stop ဆိုကြာဆိုရင် research paper ဆို put option ကအရင်အတုံးဝင်နေမှာเนาะဒါပေမဲ့ဒီတင်တန်းတစ်ခုတက်ပြီးတော့ stop investing တက်ပြီး put option တက်ချင်တယ်ဒါမှမဟုတ် call option တက်เนาะအဲ့နှစ်ခုကအဓိကလာဒါမလွတ်စင်တယ်ဒါအဓိကတက်ပြီးတော့မှဒီနှစ်ခုကကြက်ရအရင်ရွေးရရွေးပြီးတော့ဒီနှစ်ခုတက်ပြီးတော့မှ advance option ကိုရွေးပါပြီးွားရင် day trading movement stop တက်လို့ရပါတယ်နော် promotion ကဒါလည်းရှိရဆိုတော့တင်တန်းတွင်းထားဆိုရင် မိုင်းတော့ရှိခေါ်ကိုနှစ်လ join ထားမှာဆိုရင်တစ်လလောက်ဆောင်ရမှာဖြစ်ဖြစ်ပါတယ်တင်းတန်းတွင်းထားတဲ့အချိန်ပဲเนาะဟေးပြီးတော့တင်းတန်းတွေအောက်တက်ပြီးသွားဆိုရင်ဆရာဘာလေးဝင်နေမျက်နေဆိုတိချင်ဆိုရင် option trade pay ထိုးကြောင်းရတယ်ပြီးတော့ invest option pay ထိုးကြောင်းရပါတယ်တင်းတန်းတက်ပြီးမှ join ပါ question ရှိရဆိုရင်အောက်မှာရေးတာပါတင်းတန်းလင်ရတဲ့ YouTube video ရဲ့ description ကိုမှာမှာရှိပါတယ် share လုပ်ထားပါ subscribe လုပ်ထားပါ